အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ပုတ်ပါအောင်တဲ့ဆိုတဲ့ဆောင်းပါးလေးကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါလေရှင်အဘဘူမင်းကောင်ပုတ်ပါအောင်မင်းကောင်အရှင်သည်ဓမ္မဝိဇ္ဇတူကြီးတပါးဖြစ်သလို လောကီဝိဇ္ဇာတရာကန္နာဤအတက်ပညာဟုသမျှလေးအလုံးစုံတမြောက်ကျွမ်းကျင်သည်ဟုဆိုကြပါလေဝိဇ္ဇာတရာဝိဇ္ဇာမရအတက်များကိုလေရရှိပြီးသူဟုတိမိသူတို့ကဆိုညွှန်းကြပါလေ ခန္ဓာရည်လုပ်ငန်းစဉ်များအားအပါဘုံမင်းကောင်းသည်နိကမပါရမီအရာယဟန်ဝါ73ဝါအရာမှစ၍မြန်မာနိုင်ငံအထက်အောက်အနှံ့အပြားတောတောင်၊ဂနိုင်၊စိတ်ဆမ်းမကျန်းရင်းအပြင်အခြားသောတိုင်းနိုင်ငံအချို့ကိုပင်အတွင်တန်းပုံစံအမျိုးမျိုးဖြင့်ခန္ဓာရည်စခန်းများလှည့်လည်ခဲ့သူတတဝါကေသာသနာပြုလမ်းစဉ်အတိုင်းသွားလာခဲ့သူပဲဖြစ်ပါတယ်။ထင်ရှားကြော်ကြားလာသော ဝိဇာတ်ပနတ်အောင်မြေထူးအဖြစ်အများကသိကြပါသောပုပ်ပါတောင်မြက်တောင်ကလတ်ထိပ်သို့အဘဘူမင်းကောင်သည်1300ပြည့်နှစ်ဝန်းကျင်တွင် နောက်ပါရှမ်းမြို့သားတပေကြီးခုနှစ်ပါးဖြင့်အထူးရောက်ရှိခဲ့ခြင်းပဲဖြစ်ပါသည်ပါရမီစခန်းစဉ်များရင်းရချင်းကတောင်ကြီးမြက်မြေစိန်ညိုအုံဆိုင်နေရလူသူအယောက်ပေါက်ကင်းဝေးရာပုပ်ပါတောင်မြက်တောင်ကလတ်ရှိ သာသနာဓပ်ပနတ်တို့အားပြည်လေဖွင့်ဖော်ရန်ရောက်ရှိခဲ့ခြင်းလေးဖြစ်ပါတယ်။ယင်းအချိန်ကမြန်မာနိုင်ငံသည် နေချစ်တိုင်းတစ်ပါးသားတို့လက်အောက်ကျရောက်သည့်အချိန်အခါလေးဖြစ်ပါတယ်။အမျိုးဘာသာ သာသနာကိုမညှို့နွမ်းရလျောက်ပါရမီစခန်းနေခမလန်းတို့ဖြင့်ကြိုးပမ်းလျက်နေချစ်တိုင်းတစ်ပါးသားများကိုမြမပလင်ထမတက်ဆင်းစီရန်ပူပါတောင်မြတ်အားကဘာဓာတ်တိုင်းအဖြစ်သတ်မှတ်၍ဓာတ်အပေါင်းစင်ရင်မောင်းထုတ်ခဲ့သည်ဟုလည်းသိရှိရပါသည်။ ပုပ်ပါတောင်တော်မြတ်မှာလေရှေးဖရာရှင်တို့ဤသာသနာတပ်ပနဲ့တည်ရှိရာဗျာဒိယတောင်ထူးတောင်မြတ်ကြီးဖြစ်သလိုမြန်မာနိုင်ငံ၏အလေဘဟု အချက်ကြနေရာထူးတစ်ခုလည်းဖြစ်ပါတယ်ပုပ်ပါတောင်တော်မြတ်သည်ဂေါတမမြတ်စွာဘုရားရှင်ကိုရိုတိုင်နမိထူးကြီးဖြင့်ဗျာဒိစကားစုံမိန်ခဲ့ပါသော အထင်ကြီးတောင်လေးဖြစ်ပါတယ်ရင်းမှာငါဖရာပြိဋိနိဗ္ဗာန်ဝင်စေတော်မူပြီးနောက်တရားတစ်နှစ်သို့ရောက်သောတေ မြေကြီးငလျင်ပြင်းစွာလှုပ်လက်တံ2ဤဖိုးတောင်းရင်၌အင်းကြီးဖြစ်ပေါ်လက်တံ3စမုတ်မြင့်ဖြစ်လက်တံ4တရီခတ္တရာပြည်တရာရန်၌ပင်လေသမုတ်တရာမြေခန်းချောက်လက်တံ5ပုတ်ပါတောင်းမြင်မှာစုံစုံပေါ်လက်တံဟူ၍ဖြစ်ပါသည်ဖျားရှင်ဗျာဒိယတောင်ထူးတောင်မြက်ပင်ဖြစ်ပါသည်ထို့အတူ ရှိဖျားစုစုတို့မှလည်းပုတ်ပါတောင်တော်မြက်ဖြင့်ပတ်သက်၍ ဘွဲအမည်အထူးထူးသမုတ်ခဲ့ကြပါသေးတယ်။ရင်မကကုတန်မြတ်စွာဘုရားရှင်လက်ထက်တော်၌ပုပ္ပရာတီတောင်ဟုခေါ်ကြပါတယ်။ဂေါနာဂုံဘုရားရှင်လက်ထက်တော်၌ကန္နဒနတောင်ဟုခေါ်ဆိုခဲ့ကြပါတယ်။ကတ္တပဘုရားရှင်လက်ထက်တော်၌မုဒ္ဓမတောင်ညိုဟုခေါ်ဆိုကြပြန်ပါတယ်။ယခုဂေါဓမဘုရားရှင်လက်ထက်တော်၌မူပုပ္ပတောင်ပပတောင်းဟုခေါ်ဆိုသမုတ်ခဲ့ကြပါတယ်အမျိုးမျိုးသောအစုံစုံသောနတ်သားကြိုင်ရှင် ပန်းပေါင်းတို့ပွေလန်းပေါများရာတောင်းဟုဆိုနိုင်ပါတယ်ပုပ်ပါတောင်သည်တောင်ချီရင်မှတောင်မကြီးထည့်ရတီမြစ်မိုတာဖြင့်တိုင်းတာပါလျင်400ကိုတာခန့်တည်ရှိပါတယ်မြစ်မိုတာမှတတာလျင်9တောင်ဖြစ်၍ပုပ်ပါတောင်၏အမြင့်သည်2863တောင်မြင့်ပါတယ်ပေရရဖြင့်မူ4296ပြီ6လက်မှတည်ရှိပါတယ်တောင်မကြီး၏ထိုင်အမြင့်ဆုံးဟုဆိုသောနှက်မြန်နာတောင် မှန်ပြတောင်ထိပ်သည့်ပေပေါင်း498ပေခန့်မြင်ပါသည်။လောကီဝိဇာဒရနေပေနိုင်မှုပုပ္ပါတောင်အား1ဝိဇဒူတောင်2ယက္ခတောင်မဟာ3တောင်ကလက်4ပန်းပိတောင်5ငကားရစ်ပင်6ဘကဇန်တောင်ဟုလည်းခေါ်ဆိုကြပါသေးတယ်။အဘဘူမင်းကပုပ္ပါအောင်မင်းအောင်အရှင်သည်ပုပ္ပါတောင်မြတ်တောင်ကလက်နိုင်ပင်1310ခုနှစ် တော်တလင်းလာပြည်ကျော်နှစ်ရက်9ရက်6လ1952ခုနှစ်ညနေ4:05မိနစ်တီတီတွင် ထွက်ရမြန်ခဲ့တာပဲဖြစ်ပါတော့လေရှင်